င်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဒီနေ့တော့ကျွန်မဆရာမဝဏ္ဏရဲ့ဝိထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဝိထုလေးရဲ့နာမည်ကကြပြာတစ်ပုဒ်တဲ့။မေတ္တာရခင်ချင်တာကတော့ကျွန်မတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။ကြပြာတစ်ပုဒ်ကြပြာဆရာမောင်ညိုပြသည်စေလားစာဖြင့် ပိသားစုမလောက်မငါစားတောက်နေရသည်စီရီလုံးနှင့်စိုက်ကားနှင်းခြင်းအလုပ်သည်တွဲဖက်အလုပ်ကဲ့သို့ဖြစ်နေသည်ညနေရုံစင်းလျင်စားပြီးထညက်ခဲနှင့်ထမင်းစားပြီးစိုက်ကားနှင်းထွက်ရသည်စိုက်ကားကိုတလတရားနှင့်ငားထားပြီးပြက်သည်။ပြင်ရ၏တနေ့နေ့ငါကြက်35ကြက်စသဖြင့်ရသည်ရှိသည်ထိုထဲကပြင်စင်ကားနှုတ်လျင်တဆယ်ပတ်ဝန်းကျင်ဝင်ဝင်ရသည်။တာယာလဲရတော့လှဆုလင်တော့တိတ်မချောင် ထို့ပြင်လိုင်စင်လဲကဂိတ်ကြီးစသည်တို့လည်းကိုဘာသာကိုပေးရ၍တလနဲ့ပိုဝင်ငွေ150ကျော်ကျော်လောက်သာကိုက်၏သို့တော်ထို့သို့နေရောညပါဝင်ငွေရှာတော်လဲပြောင်ပြောင်ရောင်ရောင်မဖြစ်သူစနီးချော့ကအိမ်တွင်ချင်းပြီးသေးသည်ချင်းလက်ဖက်သုံးဆိုင်သို့တွင်းရန်ငါချင်းလှီးချင်းဖြစ်သည်တကုတ်ကုတ်ထိုင်လျရသည်ဖြင့်မကြာခဏအကျော်ချင်းတက်တက်၏ခေါင်းကိုက်တက်သည် ဆရာမောင်စေးနေမုတ်ငန်းစီဒေဝသခုစတီများဖြင့်ပြပြောက်သွားသည်ဖြင့်တော်သည်ကြီးကြီးကျယ်ကျယ်ဖြားခြင်းနာခြင်းမဖြစ်သည်အာကန်တုအဖျားလောက်ကိုတော့မောင်ညိုပြဇနီးကမမှုရေးချမမှုရေငင်းထမင်းချဲ့ပြည်သူဆိုင်ဖြေးနေပြောက်ပါသည်သူတို့နေသောရက်ွက်မှာရန်ကုန်မြို့စုံကျူးကျော်ရက်ွက်ဖြစ်သည်အနီးနား၌ဝတ်မွေးဘဲမွေးသောခြံများရှိသည်မောင်ညိုပြ၏သားကြီးသည်အနီးနားဘဲခြံမှဘဲများကျောင်းပြီးသည် သူ့မဘဘဲဖို့ပြင်ចောင်းសៅអូតវ៉លោកទីទុបាតាឆាណៃតមីលက်កមអេនិគូយីធមិនជេហិនជេជិនវ៉ៃលីនិតောင်းវិញយូឌីငယ်နေရောက်ကတော့ငယ်လွန်းသမို့ခုံစုံဆိုင်ပြေး၍စီကလေးဆန်ကလေးစားကလေးစသည်ဖြင့်ပြေးဝဲခန့်ယုံလာတာအသုံးဝင်သည်သည်ဤကဲ့သို့မိသားစုအလုံးမိုးလင်းမှမိုးချော့အလုံးလုံးနေသည့်တိုင်လာကုန်လင်းဆန်ကြွေးစီကြွေးထက်နေသည်တာရင်နိုင်ရှိလျင်လည်းပို၍ပြဿနာတက်သည် 600 900နဲ့မလဲပြီ။ပေါင်စရာနှမ်းစရာဆိုရင်လည်းဘာမှမရှိတော့မောင်ညိုပြရဇနီးနားဟောင်းလောက်မဖြစ်ရန်ချွေစိန်ငကက်ကလေးတရန်သာရှိတော်၏။ထိုပစ္စည်းမှလည်းပေါင်ရမရတော့လူချင်းပေါင်ရရင်းနေလျင်ခင်မင်းမှုအကြောင်းပြုပြီးမိချီတော်သည်။35ကျပ်မှစ၍ချီရတော်သည်။ထိုနည်းနှင့်ပြဿနာဖြစ်ရှင်းခဲ့ရသည်။မောင်ညိုပြ၏ယောဂတစ်ခုမှကြပြားရေးခြင်းဖြစ်သည်။ အထက်တန်းကျောင်းသားဘဝ၌ကဗျာဒီများရေးပြီးမဂ္ဂဇင်းထိုက်များသို့ပို့သည်ရုပ်ရှင်စာဆောင်တစ်ခုတွင်သူကဗျာဒီတပုတ်ဖွပြခြင်းခံရသည်မှစ၍ကဗျာယောဂထတော်သည်ထိုစဉ်ကတော့မိမိကဗျာဆရာဖြစ်ပြီးဟုသတ်မှတ်ခါနေရောညပါကဗျာရေးဖြစ်သည်တိရုပ်ကလေးလှုပ်နေလင်းလဲကဗျာရေကြေကလေးထသွားလင်းလဲကဗျာငှက်ကလေးများပြန်သွားလင်းလဲကဗျာ ၃၄၅ဖို့အဖို့ပြန်ခန့်ရတော့ခါသူကိုယ်သူ ကပြန်ဆရာမောင်ညိုပြဟုဆိုင်းပုတ်တက်လိုက်လို့တော့ဒီကပြားရေးစား၍ထမင်းမဝါနိုင်ကြောင်းသိလာတော့အခါစီရေးအလုပ်တစ်ခုကုတ်ကုတ်ကက်ကက်စူးစမ်းရှာဖွေခဲ့၏လူပြိုလူလွတ်ဘဝတွင်စီရေးလုပ်ရင်းကပြားတွင်ရေးခဲ့သည်ကပြားလောကစပေးလောက၌မောင်ညိုပြဟုသောအမည်ကလေးမမတ်တမ်းသာရှိလာသည် ထိုချိန်တွင်မတင်းတင်းနှင့်အိမ်တော်ကြခဲ့သည် ကဗျာတိတာဘဝဘဝတိတာနဲ့ကဗျာအဖြစ်မတင်းတင်းကလည်းကဗျာဆရာကတော်ဘဝကိုကျင့်နှက်စွာခံယူခဲ့သည် တဖြည်းဖြည်းအိမ်တော်သက်ရလာတော့ခါစည်ရဲလုတ်တစ်ခုလည်းဖြစ်မလောက်ကမတင်းတင်းရင်တောက်တုံမေရဝင်းဝေးဖြစ်လဲမလောက်တော့ကလေးရတော့ပူဆူသည် နောက်ဆုံးစည်ရဲကြီးကဗျာဆရာစိုက်ကားဆရာဘွဲကိုခံရတော့၏ ဤကဲ့သို့ရုံးကန်လှုပ်ရှားရင်းမှတဖြည်းဖြည်းလူပင်မန်းစိတ်ပင်မန်းဖြစ်လာသောအခါမောညိုပြဒေါသဖြစ်လာသည်မိသူ့ကိုဒေါသဖြစ်ရမည်လည်းမသိထို့ကြောင့်တလောကလုံးဒေါသဖြစ်လာရတော့သည်စိုက်ကားဆရာဖြစ်ပြီးများမကြာမီအရက်တောက်တက်လာသည်စိတ်ပင်မန်းမှုဖြည့်ပြောင်းနိုင်အစပိုင်းတော့မဆိုးတကိုယ်လုံးကိုက်ခဲနေသည်များကိုအရက်တောက်ချင်းဖြင့်ပျောက်ကင်းစေနိုင်ခဲ့သည်နောက်ပိုင်းတော့နည်းနည်းနဲ့မရအဖြူတစ်ပိုင်းလောက်မှကျဉ်တတ်လာ၏ စိုက်ကားမှဝင်ဝေးထွက်ခန့်သည်တောက်ချင်းဖြင့်ကုန်၏ဤသို့ဖြစ်လာသည်ကိုလည်းသူကိုယ်သူမကျင်နှက်မကျင်နှက်ချက်များကိုစူးစီးထားရပံများသောအခါပောက်ကွဲလာ၏မောင်ညိုပြတယောက်နိုင်သည်မှာသူဇနီးနှင့်သားသမီးများသာဖြစ်၏ဇနီးမတင်တင်သည်ယိုး၏အေး၏မောင်ညိုပြအနော်တာခန့်၏သားသမီးများကိစ္စကိုမငြင်းမညူလောက်ခံ၏ချက်ရေးပြုတ်ရေးဖြင့်အိမ်တွင်းလုပ်ငန်းဖြင့်ငွေရှာရ၌လဲအလုတ်တစ်မျိုးမှတစ်မျိုးပြောင်းလုပ်ခြင်းဖြင့်ရှာနိုင်၏ တို့တော်မောင်ညိုပြအရက်တောက်ချင်းကိစ္စကိုသူမကျင်နဲ့အစာပိုင်းတော့ပင်မန်းလိုနည်းနည်းပါးပါးတောက်တာပဲလေဟုခွင်လွန်နိုင်တော့လေတဖြည်းဖြည်းများများလာတော့အခါညူစုဆောင်းအောင်လာ၏ထိုအခါမောင်ညိုပြမင်းကငောက်ဘယ်တော့မှများဆောင်းမဘူးလို့လေခွေးမဟုမူးမူးနဲ့အပြစ်ရှာပြီးရိုင်မောင်းပုံမောင်းလုပ်လာသည်မတင်းတင်းသည့်ညူစုဆောင်းအောင်တတ်တော့လေလင်းယောက်ျားကိုပြန်၍တပ်ပုတ်တတ်သောမိန်းမမျိုးမဟုတ်ထို့ကြောင့်ရိုက်ပုတ်ခံရသည့်အတိုင်း မူးလို့ပဲလေဟုခွင့်လွှတ်လိုက်၏ရန်ဖြစ်ပြီးနောက်တနေ့နဲ့နှစ်မျိုးဆိုလင်မောင်ညိုပြတယောက်မယုံမရဲဖြစ်နေတတ်သည်မတင်းတင်းနားလည်းမကပ်အဲ့ရမှာစောစောထပြီးဝတရားတိုင်းရေခက်ထမင်းချက်ကလေးများထမင်းချမ်းကျွေးလုံနေတတ်သည်ပြီးရိုးသောကန်ဒီမှတီးကိုယုံသောအောင်မယ်နော်ဟုလေးချိုသွေးတတ်သည်ထိုနှစ်မျိုးရင်ယုံအပြန်၌ချက်ရိုးတုတ်ကလေးအစဗျာကျော်တုတ်ကလေးပါလာတတ်သည်တင်းညနေတို့ကြက်သားတုတ်နဲ့စားကြတာပေါ့နော်ဟု ချက်ချီတော့လေချောင်းခေါင်းအရေပြားတို့တုတ်တာတို့စက်သားသုံးနဲ့ချော့တတ်သည်ပြီးတော့လေပြီးသွားတာပါပဲဟုမတင်းတင်းသဘောထားလိုက်ရသည့်အချိန်မှာမနေတော့အခုတခါတော့မောင်ညိုပြားနည်းနည်းလွန်လာသည်တစားတစားပောက်ကွဲမှုအရှိန်မြင့်လာရမှမောင်ညိုပြားသည်ရခင်ခါကဲ့သို့တစ်ချက်နှစ်ချက်လောက်ခက်ဆက်ဆက်ရရုံနဲ့မပြီးတော့ကန်ကြောက်တက်လာသည်လက်သေးနဲ့ထိုးတက်လာသည် ဖြစ်ပုံကလည်းဘာမှမထူးဆန်းမူပြီးပြန်လာသည် အရက်ပြူဆိုင်ရှိကဘဲကောင်းနှကောင်းဝင်လာသည် ထမင်းစားမည်ဟုပြောသည်မတင်လျက်ရှိသည့်ဟင်းနှင့်ထမင်းပြင်ပေးသည် မျက်နှာတော့ခက်ဆူဆူကစုံရဲ့ချင်းကြီးငပိရီတူစရာမောင်ညိုပြန်ဟင်းမကောင်းသဖြင့်ဒေါသမဖြစ်ပါတော်တော်ချစ်စနီးပုတ်တိုးတိုးမျက်နှာကိုဖြင့်မမြင်ချင်းလောရကံရပင်မရတဲ့အထက်မင်းမျက်နှာကဘလို့ဖြစ်နေတာလဲဟုသောစကားဖြင့်စသည်ဘာမှမဖြစ်ပါဘူးမဖြစ်ဖြစ်နေမျက်နှာဘာဖြစ်လို့ချစ်ခေါင်ချိုးထားရတာလဲ ဘယ်မှာချို့ထားလို့လဲမင်းမျက်နှာမင်းပြန်ကြည့်ပါဦးဘယ်လိုလုပ်ကြည့်လို့ရမလဲငါ့ကိုမငော့နဲ့ဒါငော့တာမဟုတ်ဘူးပြန်ပြောမနေနဲ့ရှင်ကဘာဖြစ်လို့ပြောနေသေးလဲငါပြောတဲ့လို့ပြောတာပြင်ပင်ပန်းပန်းပြန်လိုက်ရင်စိတ်ချမ်းသာမလားအောင်မိတယ်မျက်နှာကထမင်းခွနဲ့ရမစားတယ်မျက်နှာမျိုးဟုတ်ပါတော့ရှင်ကဝဝလင်လင်ကျွေးမွေးထားတာကိုမင်းငါ့ကိုကျေးဇူးကမ်းစကားမပြောနဲ့ဟုတ်တာပြောတာပြောအောင်ကွာပကံလုံးဖြင့်ကောက်ပေါက်ဤငပိရီဖိတ်ကုန်သည်ရှင်အယမ်းယမ်းမလုံးနဲ့ ဒီငပိရဲ့ကြံ့ရင်မနဲ့ကလေးတွေကျွေးရမှာလှုပ်တယ်ကွာဘာကစုံရလဲတော့ကွာရှင်စားဆရာတောက်ဆရာတွေကိုမလှုပ်ပြနဲ့နော်လှုပ်တော့ဘာဖြစ်လဲကွာဘဲကောင်းနှကောင်းကိုလှုပ်ပြသည် တို့ဆရာပကံကိုကောက်ကန်ညီပြူဤရှင်ဘဲကောင်းတွေဘာလို့လို့ကျုပ်တို့ဆရာပကံမထိနဲ့ထိတော့ဘာဖြစ်လဲတို့ဆရာထဲ့ထားတော့တန်ပကံပြားကိုအိမ်အပြင်ထိလှုပ်ပြလိုက်သည်ရှင်တော့ရှင်ရှင်ရှာတော့တောက်ပြပြီးကျုပ်ရှာလို့ရတဲ့ပတ်စံနဲ့ဒီညဝဲချက်ထားတာတွေမလှုပ်နဲ့ဟာ မင်းချက်ထားတာကောင်းလိုက်တဲ့ဟင်ကစုံရက်ငပိရီဟင်ဒီလောက်ဟင်းကလေးဖြစ်အောင်ဘလောက်ကုန်နဲ့မှတ်တလဲဘလောက်ကုန်ကုန်ကွာအော်ရှင်ဈေးမဝရတော့ရှင်ဘယ်သိမလဲတော်တော့နော်မင်းပါဆက်ပိတ်ထားမပိတ်ဘူးမပိတ်အောင်ကွာမောင်ညိုပြမတင်းတင်းကိုထကန်ဤလှုပ်လှုပ်တရားလှုပ်လှုပ်တယ်ကွာလှုပ်တယ်နရင်ရိုက်ဤမတင်းတင်းခွေကြသွားဤပြန်ထဤမောင်ညိုပြလက်သေးနှင့်ထိုးမိပြုဤမတင်းတင်းနောက်ဆုံးနောက်ဆုံးရှောင်ဤ မောင်ညိုပြမူးမူးနှင့်ရှေ့ဆက်တို့ရင်ရင်းရိုင်းနေသည်မတင်တဲ့အိမ်ခန်းသို့ဝင်ပြေးသည်မောင်ညိုပြနောက်မှလိုက်၏အိမ်တွင်းခန်းသို့ဝင်သောနေရာမှာအောက်၌ခပန်းတစ်ချောင်းရိုက်ထား၏ခပန်းကိုမောင်ညိုပြခလုတ်တိုက်မိ၍မှောက်ရထိုး၏လဲကြသည်လူကမူးနေသည်ဖြင့်တော်တော်နှင့်ပြန်ထား၏မယပါဇက်မှကျိန်မောင်း၏ခွေးမငါ့ကိုခလုတ်တိုက်အောင်လုပ်တယ်နင်းသေးပြီတော့ပြန်လူလဲထသည်ညိုတကြီးကနာနေသည်ဖြင့်ထော့နှင်းထော့နှင်းဖြစ်သွားသည် အခန်းနောက်ထရန်တွင် ထိုးထားသောတရှိစီလှမ်းသည်ဓာတ်ကိုဆွဲထုတ်သည်မတင်တင်ကြောက်အားလန့်အားနေမိဖို့လည်းဝင်ပြေးသည်ခလေးများမရှိတော့ထွက်ပြေးကြပြီခေါင်းရင်ခန်းကလည်းအတန်ပလန်များကြားသဖြင့်လှမ်းအော်၏မောင်ညူပြတော်တော့ကွယ်အရက်ထက်ဆူညံဆူညံနဲ့တနေလည်းမဟုတ်တညလည်းမဟုတ်ခမရတို့နဲ့မဆိုင်လေကိုမရကိုရိုက်တာပြောပြောဆိုဆိုဓာတ်ဆွဲရင်မိဖို့ခန်းတို့ပြေးဝင်သည်မတင်တင်သည်ကြောက်အားလန့်အားနေနောက်ပြေးပေါက်ကဆင်းပြေးမိပြုသည် နောက်ခေးတွင်ရေကပြင်ရှိသည်ခနော်ခနဲ့စင်ဦးဘက်တလုံးတင်ထားသည်စင်ဦးဘေးဘက်နေရာကရေညှိနှင့်ချောနေရေကပြင်အောက်တွင်ရှုံပွက်ထားနေသည်မတက်နိုင်တော့ခုံဆင်းမိပြု၏မောင်ညိုပြားကရေကပြင်စီအရင် ခုံတိတ်၍ရောက်သွားသည်ချော်လဲပြန်သည်မတင်တင်အိမ်ရှိပြန်ထွက်မိပြု၏မောင်ညိုပြားထ၍လိုက်သည်လက်ထဲမှဓာကြီးနှင့်မို့အလက်မပြီးရင်မူးနေသည်မို့ခုတ်ချင်ခုတ်မိဓာကမသွေးသည်မှကြာပြီဖြစ်၍ထက်တော့မထက် သူ့တော်ဓာနှင့်ခုတ်လင်ဒုံနှင့်ရိုက်သည်ထက်တော်ဆိုပြီးမတင်းတင်းမှပြေးပေါက်မရှိတဲ့လောက်ဖြစ်နေသည်။အော်ဤလူကြပေါင်းအရကတို့ရေးဓာနဲ့ခုတ်နေပါတယ်တော့။ခေါင်းရင်းအိမ်ခြေရင်းအိမ်မှထွက်လာကြသည်။ဟေးညိုပြညိုပြလွန်မယ်လွန်မယ်။တကယ်တော့မောင်ညိုပြအီးမြဓာနှင့်ခုတ်သည်အထိမရမ်းရဲပါ။ထို့ကြောင့်သာလက်တကားအကွာ၌ဓာတ်ဆလျက်ကျင်းယုံသာကျင်းနေသည်တနည်းအားဖြင့်ပြေးခွင့်ပေးခြင်းဖြစ်သည် ဗျာဆရာမို့လူဘလောက်မူးနေနေစိတ်ကလည်းရဲစရဲမဖြစ်မတင်းတင်းကမူးမူးယူးယူးနဲ့တကယ်လုံမြူကြောက်နေသည်မတင်းတင်းသည် အနီးနားတွင်ကောက်ွယ်စရာရှာသည်မိဖို့တဲသူပြန်ဝင်သည်မိဖို့ဟုဆိုရတော့လေသုံးလေးပေပတ်လေများရှိသောနေရာကလေးသာဖြစ်သည်မောင်ညိုပြားဓာကြီးနှင့်ကျိန်နေသည်မဆိုင်ရင်မလာကြနဲ့အာလုံးစက်ပြုတ်ကုန်မယ်အိမ်ရှိရောက်လာ သူများလည်းတုံ့ဆိုင်သွား၏ ဓာကြီးတစ်ဖက်နဲ့မတော်တွက်လိုက်မှဖြင့်ဟုခက်ယွန့်ယွန့်ဖြစ်သွားကြလေသည်မတင်းတင်းအနီးနားလှဲ့ကြည့်သည်ငပိထဲ့သောဆင်အိုးငယ်ကိုတွေ့၏ကောက်ကင်လိုက်သည်ရှင်ရှင့်မတိုးနဲ့နော်ကျုပ်ဒီတစ်ခါတီးခတ်မှာမဟုတ်ဘူးအောင်မဲကောင်းမတေးခြင်းလို့ဓာတောင်းတာမဟုတ်လားမောင်ညိုပြာရှေ့တလန်းတို့၏မတင်းတင်းကြောက်အားလန့်အားနှင့်ငပိအိုးနှင့်ပေါက်လိုက်၏ရန်တန်းပေါက်လိုက်တော်လေမောင်ညိုပြာကြီးထိတ်တဲတဲကိုထိမှန်၏အာကျွတ်ကျွတ်စုတ်တန့်ရင်နှစ်ဖူးကိုလက်ဖြင့်ဖိ၏ မတင်တဲ့အခွင့်ကောင်းယူပြီးအင်းရှိကန်းသူပြေးသည် မောင်ညိုပြဒေါသတကြီးလိုက်ပြန်သည် ခပန်းနှင့်ဒုတိယမိတိုက်မိပြန်၏မှောက်ထိုးကြီးလဲကြပြန်သည်ဓာလွတ်ထွက်သွားသည်ခေါင်းရင်ခမ်းမှမိပြင်ဆရာကိုဘာတာကဓာကိုကောက်သိမ်းလိုက်သည် မောင်ညိုပြဒေါသတကြီးထရန်ကြိုးစားသည်အနည်းငယ်သာထရက်နိုင်ပြီးပြန်ခွေကြသွားသည်တိမဲတိမဲငါးချောင်းတိမဲထိတ်လဲဖူးသွားပြီခါရင်နာသွားပြီး ညိုတကြီးလဲရောင်နေပြီမောင်ညိုပြနေရာမှမထနိုင်တော့မတင်တင်ကလေးငယ်ဆုံးခေါ်ရွေးအိမ်မှဆင်းခဲ့ဒီမှာခုနှစ်ရက်တပတ်ကျော်သွားပြီညီမဝမ်းခွဲရှိရာအင်းစိန်တို့လာနေခြင်းဖြစ်သည်မောင်ညိုပြတို့နေသောတင်ငန်းကျွန်းနှင့်အင်းစိန်သည်တောင်မြင့်မြောက်မှုအတော်လှန်သည်မတင်တင်ကြော့ကြော့နဲ့မှထွက်ပြေးလာခဲ့ရတော့လေအိမ်အတွက်စိတ်မဖြောင်းပြန်သွားရန်လည်းမရင်စိတ်လဲနာသည် တရနေ့အတွင်ပြန်လာခေါ်မိထင်သဖြင့်သာဆင်းခဲ့ခြင်းဖြစ်သည်။ညီမရင်ဆိုတော့လဲတာရှိကက်ဆာနေပြီမတင်လျော။ညီမတို့လဲတနေ့လုံးတနေ့စားမှုအာနာသည်။အိတ်ကထဲပါလာသောငွေ20လဲကုန်ပြီ။မကောင်းတတ်သဖြင့်3-4ရက်ဈေးဝယ်ပေးခြင်းဖြင့်ကုန်ခဲ့ပြီ။ထို့အချိန်တွင်ပင်တာကြီးရောက်လာသည်။တဟုတ်တွေ့လျရသဖြင့်အားတက်သွားနေသည်။အဖေကလွတ်လိုက်လို့အမေဘာတဲ့တော့နေအဖေမူရုံယူရုံလား။ မူးဖို့အနေနဲ့သာဒီမနဲ့မှရုံတက်နိုင်တယ်။ဘာဖြစ်လို့လဲ။ဘာဖြစ်ရမလဲဗျ။အမေလက်ချက်နဲ့နဖူးရောင်ပြီးခါမြက်သွားတာသုံးရက်လုံးလုံးအိပ်ရတယ်လဲနေရတယ်။ငါလောက်တာတော်တော်ရဲ့သူ့ဘာသာမူးပြီးလိမ့်ကြတာနဲ့ခါမြက်တာနေမှာပေါ့။အဲ့ဒါတော့မသိဘူးဗျာ။အမဖေတော့တော်တော်ဤပုံပဲ။ကောင်းတယ်။အခုဘာကိစ္စလွတ်လိုက်တာလဲ။စပေးခန့်လိုက်တယ်။အောင်မဲရေကြီးခွင်ကျဲလို့လို့စတဲ့နန်းပေးတဲ့နန်းနဲ့ပါစက်နဲ့မှလည်းရတာပဲဥစ္စာ။ပြောမိတာပြောသည်သူစာဖတ်ချင်လာပြီ ตาจีหลั่นไปတော့สาကိုอยู่ยินမှန်စမ်းဘာဒီเนี่ยជីเจ่ထားလဲလို့สาကိုဖတ်လိုက်ดิတင်ငပိโอ꿰သွားတယ်ကိုနဖူးလည်းအယောင်ယော့သွားပြီအိုးအစ်စ်တလုံးဝဲထားတယ်ငပိတွေပြန်ထည့်ထားပါတယ်ခါနာတော့မဲရုံတက်ရတာကုန်း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 နဲ့မို့ရုံကဝိုင်းရဲ့ကြသေးတယ်စိုက်ကားလည်းမနှင်းနိုင်သေးဘူးကလေးတွေချက်တဲ့ထမင်းရက်နဲ့တက်လက်မနဲ့တက်လက်နဲ့ကစုံရချင်ရင်နဲ့ငပိတော်ဆက်ဆက်ကလေးစားကျင်လိုက်တာ မတင်တင်ကြည်နူးသွားသည် မောင်ညိုပြရေးသောကပြားများထဲတွင် ထိုကာယံမဲ့ကပြားကို အကောင်းဆုံးဟုတတ်မှတ်လိုက်လေသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe လေးလုပ်ပေးပါအောင်နော်။နှစ်သက်မြင့်တဲ့တကယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တရက်ခံပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။